ပထမဆုံးတွေ့တာကတော်တော်ကိုကြပါပြီမန္တလေးမှာ84လမ်းကစည်စနာမြမသာကျောင်းမှာအဲဆရာစသင်းတဲ့အချိန်ကျွန်တော်ရှေ့ကဘာနာပင်လေးမှာထိုင်ပြီးတော့စောင့်ပါတယ်ကျွန်တော်ကိုဆရာဥပုသင်ကစာလေးတစ်ဆောင်ရေးပေးလိုက်ပါတယ်ကျွန်တော်ကရန်ကုန်တက္ကသိုလ်မှာမဟာဝိဇ္ဇာတန်းတက်ဖို့အတွက်ကျွန်တော်မှာဟိုဝင်လေပြောရင်ပတ်သက်မရှိပါဘူးအဲတော့ဆရာဥပုသင်ကမင်းဆရာဥသိန်းနဲ့စီတော့အဲဆရာဥသိန်းနဲ့ကမင်းကိုအများကြီးကူညီနိုင်တယ်လို့ပြောပါတယ်အဲတော့ ဇေယျဥပုသိင်းရဲ့စာနဲ့ပဲဇေယျဥပုသိင်းเนี่ยကျွန်တော်ကဘာကောင်မှမသိပဲနဲ့ဇေယျဥပုသိင်းကလည်းဇေယျဥပုသိင်းရဲ့ဆရာလို့ပြောပါတယ်။ဒါကြောင့်ဘာကောင်မှမသိပဲနဲ့ဆရာကအိမ်ကရန်ကုန်ကျူးရှိမှာမင်းစာဆဲဆရာဖြစ်လက်ခံမယ်ဆိုပြီးတော့ကျွန်တော်ကိုလက်ခံတယ်အတွက်ကြောင့်အဲ့ဒါပထမဆုံးစတွေ့တာပါပဲ။တကယ်ပြောရမှာတော့အရှိကြီးပေါ့နော်ဒါပေမဲ့ဒီချိန်မှာတော့ဟိုပေါ့စိတ်ထဲမှာ ည်းနည်းခံစားရတာများတော့လေပြေဆုံးอ่ะပြေဆုံးမှာမဟုတ်ပါဘူးဒီကတော့ကျွန်တော်ဒါ Godfather ပေါ့ကျွန်တော်ရဲ့ဟိုအဖေပါပဲအဖေပါပဲအဲ့သူကနောက်ဆုံးဟိုလက်ကလေးနဲ့ဇာကြီးနေတဲ့အချိန်မှာအဲသူ့ဆောက်မှာကျွန်တော်တာကြီးလို့ခေါ်ပြီးတော့ပြေးသွားပါတယ်အဲ့တော့သူ့မိသားစုနဲ့လည်းကျွန်တော်ကအရင်ဒီဓမ္မမနိုင်တို့ ်ညီနိုင်တို့ကိုကိုနိုင်တို့ဘေးကကျွန်တော်မိသားစုဖြစ်ပါတယ်အဲ့တော့ဆရာခေါ်လို့အဲကျွန်တော်ရန်ကုန်ရောက်လာတာပါဒီကတော့ကျွန်တော်ကမြန်မာသားမိချာနဲ့အဝေးကွက်လိုက်ပါအဲဘွေးရပါတယ်တိုးတိုးလေးဆေးရစီရောက်မှမြန်မာသားကိုစနစ်တကျပို့ပြီးတော့တည်ပါတာဟိုဥမာတပင်းမှာဝေးကွက်လိုက်မှတင်ခဲ့တဲ့မြန်မာသားတွေကအတုံးမကြဘူးလားဆိုတော့အများကြီးတုံးကြပါတ ိုင်မဲ့စနစ်ကြမှုပေါ့အဲ့တော့ကျွန်တော်လူမြန်မာစာမေဂျာနဲ့ရထားဘွေးရထားတဲ့လူတယောက်တော့မှမြန်မာစာကိုစနစ်ကြသွားအောင်ဆရာလုပ်ပေးခဲ့တာပါနောက်တစ်ခုကအဲ့အဲ့လိုကျွန်တော်လူပဲဟလာဟိုပေါ့ရပေါင်းများစွာထပ်ပေါင်းများစွာပေါ့မြန်မာပြည်တနန်တလျားကလူငယ်များကြီးကိုမြန်မာစာလမ်းမှတ်ပေါ်ရောက်အောင်ဆရာအများကြီးလုပ်ပေးနိုင်ခဲ့ပါလေနောက်တစ်ခုကမြန်မာစာကိုဟလား စနစ်တကျမြန်မာခရရင်ပြောရင်တော့မြန်မာသားကိုကျူးရှင်ယူလို့ရတယ်ဘာသာဖြစ်အောင်ပေါ့ဒါဒါတော့နည်းနည်းရိုင်းပါတယ်တိုးတော်တကယ်တမ်းကမြန်မာသားကိုစနစ်တကျချင်းကတ်တအောင်ချစ်တအောင်အေးပြုစုတတ်အောင်ရည်တတ်တတ်အောင်ဆရာအများကြီးပြခဲ့တာပါအဲ့တော့နောက်ဟိုနောက်တစ်ခုကဆရာကတကယ်ကိုဆရာတယောက်ပါပဲအဲသူဆရာ ਨੇ နောက်ပိုင်းမှာဖုံးဆက်ဖြစ်တဲ့ခါတိုင်း ဆရာနေကောင်းရလားလို့မင်းဟာငါစားတင်ရင်နေကောင်းတာပဲกว่าလို့ပြောပါတယ်အဲ့တော့နောက်ဆုံးဒီအိမ်ထဲမှာကျွန်တော်လာတဲ့အချိန်ထိဆရာက online နဲ့စားတင်နေတာပါအဲ့တော့ပြောချင်တာကတော့ဖြစ်ရင်အသက်60နော်ပြည့်တဲ့အတိုင်အောင်တော့မှသူကစားသေးနေရရင်ဘဝကိုအချိန်ကုန်မှမသိနော်ဘဝရဲ့အလေးပဲကိုအပြည့်အဝ စမ်းဆောင်နေတဲ့ဆရာတယောက်ပါ။အဲ့တော့ဟိုပြောချင်တာကတော့တကယ်တမ်းပြောရရင်တော့ဟိုပေါ့နော်ဆရာရဲ့ဘက်ကထာဝင်အများကြီးကြည်ပါတယ်။သို့တော်လည်းပဲကျွန်တော်တို့နိုင်ငံမှာကမြန်မာစာနဲ့ပတ်သက်လို့ဟလာခုနအပွဲတူးကုန်တူးပြီးတော့မယ်ဆိုရင်နော်ဟိုဆရာဟိုဟိုကျွန်တော်တို့ကဒီတဲ့အများကြီးပေးစေချင်ပါတယ်။အဲဒီတဲ့အများကြီးချီးမြှင့်စေချင်ပါတယ်။အပေါ် ဟိုဆရာကမွေးတဲ့ဓမ္မမနိုင်လေဟိုဒေါက်တာဘွဲ့ရပါတယ်အဲဆရာကမွေးတဲ့ channel လည်းပဲဒေါက်တာဘွဲ့ရပါတယ်ဒါပေမဲ့ကျွန်တော်ရတဲ့ဒေါက်တာဘွဲ့တဲ့ဆရာကအများကြီးပို့ပြီးတော့ရတယ်ရလိုက်ပါတယ်အဲဒါကြောင့်ဟိုကျွန်တော်ပြောချင်တာကတော့ဟိုပေါ့နော်မြန်မာသားကျန်းစာအုပ်ဒီအများကြီးပြုစုတဲ့ပုဂ္ဂိုလ်ကြီးတွေလည်းလေးစားပါတယ်တမိုးထားပါတယ်ဆရာက ဟိုသူအသေးမဲစာလို့ရှိရင်မြဝါသာကျမ်းစာအုပ်တွေပြုစုတာတဲ့လူငယ်တွေရဲ့ယဉ်ပတ်ထဲမှာမြမစာတစ်ပင်နေဆက်ခဲ့တာအပုပ်ပြီးတော့ဟိုကျွန်တော်တို့ကတံမိုးထားပါတယ်နော်အများကြီးဟိုအစားထိုးလို့မရတဲ့ကြီးကွေးမှုတို့ဘာလို့အဲ့ဓာတွေကတော့အသားလေးဖယ်ထားလိုက်ပါတော့ဟိုပြောချင်တာကတော့ဖြစ်ရင်ဟလာဟိုနှစ်တိုင်းနှစ်တိုင်းမြောင်များစွာသောတပည့်တွေကိုဟလာမြမစာချစ်စိတ်မြမစာ လေးစားတဲ့စိတ်ချစ်တာနဲ့လေးစားတာနဲ့မတူပါဘူးဒီနှစ်ခုလုံးကိုဆရာပြီးခဲ့တာပါအဲ့တော့မြမသားကိုအဲကျွန်တော်နဲ့တွေ့တဲ့အခါတိုင်းဘာပြောပြလို့ဆိုမင်းဘာလို့ချင်တာလို့ကျွန်တော်ကတော့မြမသားကိုခင်မိအောင်ကြိုးစားစီချင်တာပဲဆိုတဲ့အခါကျတော့သူအလွန်တဘောကျတဲ့ဇကားလေးပါပဲအေးကွာပေါ့ငါတို့ငါတို့အသက်ကြီးပြီမင်းလို့ငါတို့နောက်ကနေအပိမင်းဆိုပြီးတော့ဆရာကအမြဲတမ်းတွန်းအားပေးပါတယ် ်ချုပ်ပြောရရင်တော့ကျွန်တော်တို့ကတာဝန်မကြည်သေးပါဘူးဆရာကတော့တာဝန်အများကြီးကြည်ပါတယ်နော်အဲ့တော့ဟိုရောက်ရဘုံဘွားမှာအဆရာကနော်ကောင်းကောင်းမွန်မွန်ဟုတ်လားအဲတုဂရီမှာပဲအစမ်းမြမယ်လို့ယုံကြည်ပါတယ်ဘာကြောင့်လို့ဆိုတော့ဆရာဟိုလှုပ်ထားတဲ့ကောင်းမှုကုသိုလ်ဟာဟိုဘုရားတရားကြောင်းဆောက်တာတဲ့မရော့ဘူးလို့ကျွန်တော်မြင်ပါတယ်ဒါတွေကနော်နောက်ဆုံးတွေ့တာကတော့ဟိုဒီမှာ ဆရာဆေးဝင်တဲ့နောက်ဆေးဝင်ကပြန်ဆင်းနော်အဲ့ဒါမတိုင်ခင်လေးမှာကျွန်တော်နည်းနည်းလေးဆရာစီအလားစိတ်ပါတယ်ဘာလို့လားစိတ်တယ်လဲဆိုတော့ဟိုကျွန်တော်ကအခုလောလောဆယ်ကအဲဒီရုပ်ရှင်လုပ်ငန်းကိုကျွန်တော်လုပ်နေတာကိုအဲဒါမှမဟုတ်ကျွန်တော်မှာကျေးဇူးဆက်ရမယ့်အရာတွေအများကြီးရှိတဲ့အထက်မှာကျွန်တော်ကမြန်မာသားပေါ့မှာကျေးဇူးဆက်ရတာတိတ်ပြီးတော့ဟိုအရာမရောက်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ကကျွန်တော်တတ်တဲ့ရုပ်ရှင်နဲ့မြန်မာသားနဲ့ကိုပေါင်းပြီးတော့ ဟုတ်လားအဲဒါကိုရိုက်ကူးဖို့ကျွန်တော်စီစဉ်နေပါတယ်အဲ့ဒီမှာကျွန်တော်ရေနာယက2ယောက်အဖြစ်နံပါတ်1ကတော့ဆရာဦးသိန်းနိုင်ကိုကျွန်တော်အတိုင်းအကထားပြီးတော့ဆရာဦးလာတိုင်မင်းနဲ့ဆရာဦးပြောတယ်ဆရာအရန်ဝန်တာတာပဲသူအများကြီးကိုညီမပြောပါလေ။နောက်တစ်ယောက်ကတော့ဆရာဦးခင်အေးပါ။အဲတနုပြည်မုံခင်မှာ။အဲသူကလည်းပဲအာသူသူ့ရဲ့ဟိုနောက်ပေါ်တဲ့မြန်မာသားမြန်မာစကားကိုကျွန်တော်ကရိုက်ဖို့လုပ်နေတာဆိုတော့ သူကအခွင့်ပြုတယ်ပြီးတယ်ပြင်းမြန်မာသားဌာနလည်းပြောပေးမယ်ဆိုပြီးတော့အဲဒီဆရာနှစ်ပါးကိုအားနဲ့ကျွန်တော်ကလှုပ်ဖို့ကြိုးစားနေတဲ့အချိန်မှာဆရာနှစ်ပါးလုံးလောကရေထွက်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တော်တော်လေးအဲဟိုအားလဲငယ်ပါတယ်နော်ဒါပေမဲ့ကျွန်တော်ကြိုးစားပြီးတော့ဆရာတွေကိုကျေးဇူးဆက်မယ်လို့ပြောချင်ပါတယ်နော်